ဈေးကွက်တွင်ဘီလက်မြေဈေးနှုန်းတွေကိုဈေးနှုန်းမြင့်တင်ရောင်းချတဲ့ဆောင်းလုပ်ရေးပစ္စည်းဆိုင်62ဆိုင်ကိုတည်ဆဲဥပဒေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။မလ28ရက်ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်ကြီးလှုပ်ခတ်မှုနဲ့ဆက်စပ်ပြီးဈေးကွက်မှာဘီလက်မြေဝဲလို့အာမြင့်တက်ခဲ့တာကြောင့် အစမတန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေဖို့အတွက်နေပြည်တော်ကောင်စီနဲ့မြေရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တို့မှာရှိတဲ့မြို့ကြီးတချို့မှာရောင်းဝယ်နေတဲ့စားလို့ရပစ္စည်းဆိုင်တွေကိုတာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေက ဧပြီ23ရက်ကကွင်းစင်းစစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေကဆောက်လုပ်ရေးပစ္စည်းဆိုင်320ကိုစစ်ဆေးတွေးရှိချက်တွေအရဝင်ရင်းစေးထက်အမျက်ရာဂိုင်းနှုန်း10ရာဂိုင်းနှုန်းကနေ15ရာဂိုင်းနှုန်းအထိအမျက်ယူရောင်းချလျက်ရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်30ဝင်ရင်းစေးထက်အမျက်ရာဂိုင်းနှုန်း15ရာဂိုင်းနှုန်းနဲ့အထက်အမျက်ယူရောင်းချလျက်ရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်32ဆိုင်နဲ့ဘီလက်မြေအိတ်တွေကိုမတမာတဲ့နီးလန်းနဲ့ပြုလုပ်ရောင်းချတဲ့ တောင်ကြီးမြို့အနောက်မြို့ပတ်လန်ရတနာသေရီရက်ကွက်မှာဖွင့်လှစ်ထားတဲ့ပြည်ဆောင်အောင်အိမ်ဆောက်ပစ္စည်းအယောင်းဆိုင်ပိုင်ရှင်အပေါင်းဝင်ရှေဦးတို့ကိုတည်စဲဥပဒေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနဲ့အိမ်ဆောက်ပစ္စည်းတွေကိုဈေးနှုန်းမြင့်မားစွာမြင့်တင်ရောက်ချသူတွေကိုလည်းဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။